တောက်ကြံနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတောတွင်မှာအလုံးစုံသော ပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်ဆောင်ရွက်မှုမှန်သမျှအစီအပြေလာမယ်သစ်လွင်သောကြံကြံနဲ့တိုးတက်မှုတွေရှိပြီးတော့ရှင်ပြန်မှုတွေမှာအောင်မြင်မယ်မရည်ရွယ်ပဲခီးသွားရမယ်မထင်မှတ်ပဲလွတ်လိုက်တဲ့ကိစ္စကနေထူးခြားတဲ့နာမည်အောင်မြင်မှုနဲ့တိုးတက်မှုကိုရလိမ့်မယ်15ရက်နေ့မှာရရ သတိရှိရမယ်ယံနဲ့ရှင်ပြီးလောရမယ်16ရဲ့နေ့ကသူများပြဒနာကိုပြဒနာဖြစ်တဲ့တစ္ဆာမဲ့သူနဲ့တွေ့တတ်တယ်18ရဲ့နေ့မှာဆောင်ရွက်သမျှဆင်ပြေမယ်ပျော်ရွှင်ချမ်းမြေ့မယ်စမ်းပွင့်မယ်17ရဲ့နေ့မှာခီးကိစ္စအောင်မြင်မယ်အပြောင်းလဲကျတိုးတက်မယ်19ရဲ့နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စဆင်ပြေမယ်20ရဲ့နေ့မှာအပြိုင်ဆိုင်နဲ့ထိတ်တိုက်တွေ့တတ်တယ်ဂတိပြည့်စဲသူတွေနဲ့တွေ့တတ်တယ်21ရဲ့နေ့ကတော့ အလုံးစုံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းတို့ကိုရရှိတဲ့နေ့တစ်ခုဖြစ်တယ်။တနင်္လာနေ့စောကြာနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်တတ်တယ်။ကိုးခွန်လေးကနန်းနေ့ကျိုးပေးတယ်။အညိုရောင်ပြာရောင်မိခိုးရောင်နေ့သုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ ကောင်းခြင်းကံကြမ္မာများရစေရလို့ငါနေမှရှိနေတဲ့ဖနာအဟောင်းထီဟောင်းတို့ကိုစွန့်ပြစ်လိုက်ပါကျေးဇူးတင်ပါတယ်